လူတွေပြောရင်မဲတာပေးလိုက်မင်းမဲရပြီဆိုရင်မင်းအချိုးတခုတော့ရမယ်ဒီသဘောဟာဒါဒါပေါ့ဆရာရွှေကောက်ဘွဲစနစ်ကောဒီမိုကရေစီမှာကောအားလုံးကျွန်တော်တို့ကအပြည့်အနာစာမရှိ flawless ဆိုတာကတော့မရှိဘူးပေါ့ဆရာเนาะဒီရွှေကောက်ဘွဲမှာကျွန်တော်တို့ကပြောပြောရွှင်ရွှင်ကျွန်တော်တို့ရတဲ့အခွင့်အရေးကိုဝင်ယူလိုက်ကြပါလို့ကျွန်တော်အဲ့လိုပဲပြောချင်ပါတယ်ဆရာမင်းများစုနိုင်ယူကတော့ရှင်းတာပေါ့ဆရာရဲ့ အဲ့ဒီခုနကပြောတဲ့အမျိုးသားလွတ်တော်မှာအချိုးကျကိုစားပြုစနစ်ပေါ့လေအဲ့ဒါလေးကိုဆရာနည်းနည်းလေးရှင်းပြပေးပါလားဆရာရှင်းရှင်းလေးပြောရမယ်ဆိုရင်တော့ तू က proportionate ဆိုတော့ तू က PR ဆိုတဲ့သဘောက तू ကဟိုကျွန်တော်တို့ဒီအချိုးကျခန်းစားခွင့်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ဟိုပြောမယ်ဆိုရင်ဆရာရဲ့ကျွန်တော်ဟိုဒီ UIC ရရှင်းတဲ့အပေါ်မှာမျိုးကျွန်တော်မပြောဘူးဟုတ်ကဲ့အဲ့တော့ပြောရမယ်ဆိုရင်ကျွန်တော်ဒီမက်ဆာလန်နေမြေမှာလူတရာရှိတယ်ဟုတ်ကဲ့လူတရာမှာကလာပါတီတဝက်ထောက်ခံတဲ့လူကလွတ်တော်ကိုယ်စားလှယ်90%ရအောင် ဟုတ်ကဲ့အဲ့တော့10ယောက်ထောက်ခံတဲ့လူကလည်းသူ10နေရာရမယ်ဟုတ်ကဲ့အဲ20ယောက်ထောက်ခံလူက20ရမယ်ဟုတ်ကဲ့တဘိုးကတော့ minority ပေါ့ဆရာလူနည်းစုကိုကိုစားပြုတဲ့လူတွေကဟိုအကြအလတ်မရှိပေါ့နော်ဟိုအနည်းများတော့ကွာသွားမယ်သူတို့သူတို့ရဲ့အတန်ကိုကြားခွင့်ရတယ်ပေါ့ဒါလို့ပြောလို့ရှိရင်ဆိုတာပီယာကပိုရှင်းတယ်ဟုတ်ကဲ့